ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမတို့မြစ်တီကိုပါ။မေလ၁၈ရက်နေ့အထိတနင်္ဂနွေလုံးနေ့မူကြီးမီဟုတတိပေးခဲ့တဲ့တင်။အိန္ဒိယနဲ့ပါကစ္စတန်ယာယီအပြစ်ခံရေးဆဲရဲ့သဘောတူခဲ့တဲ့တင်။စစ်ဘိုလ်ချုပ်တအူးဟာအထမပြည်စီမှုနဲ့ပတ်သက်၍အရေးယူခံရတဲ့တင်။ ယူရိုပါလိမူလူပွဲအတွက်အခမဲ့လက်မဲ့မရ၍မဲယူဝင်းနေများဒေါသပောက်ခွဲခဲ့တဲ့တည်င်းအပါဝင်အစရှိတဲ့ပြည်ရင်းပြည်ပါစိတ်ဝင်စားဖက်တည်င်းတွေကိုတက်ဆက်ပေးပါတော့မယ်ရှင်ပထမဆုံးအနေနဲ့ပြည်ဝင်တဲ့ပုဂ္ဂိုလ်တင်ဆက်ပေးကြပါမယ်။မီလာ၁၈ရက်နေ့အထိတနင်္ဂနွေလုံးနေ့မူချိမီဟုတတိပေးခဲ့ပါဗျ။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ မေလ10ရက်နေ့ကနေမေလ18ရက်နေ့အထိတနင်္ဂနွေနေ့မှာမူကြီးမယ်လို့မူလီဝတ္တနဲ့ဇလဗေဒဦးစီးဌာနကတတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျာ။ မေလ၁၈ရက်နေ့ထိမွကြီးနိုင်တဲ့ဒေသတွေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဖြစ်ပြီးဒေသအချို့မှာနေရာကွက်ပြီးမွကြီးနိုင်တဲ့တို့တတိပိထက်ထဲမှာပါရှိခဲ့ပါတယ်။မိုးတိတ်တဲ့ဟန်ရရသောနာနဲ့အတူဒီပြင်းတိုက်တာမိုးချိုပြစ်တာမိုးတိကျတာလျှက်တပြည့်ရေကြီးတာတွေမြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်းတတိပေးခဲ့ပါဗျာ ရှမဲနေမေလ10ရက်နေ့ညနေပိုင်းကမန္တလေးမြို့မှာမိုးသည်ထန်ထန်ရသောမှုနဲ့အပြင်ဒေမီတိုက်ခိုက်မှုတွေပါဖြစ်ပွားခဲ့တာကြောင့်ငလင်းတက်ခံလိုက်ရတဲ့ငါးတလိုက်တလုံးပြကြမှုနဲ့အတူအဆောက်အဦအချို့ရဲ့အမိုးလက်ထွက်ပြကြမှုတွေဖြစ်ပွားခဲ့ရလို့သိရပါတယ်ရှင်ဆက်လက်ပြီးနိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ယာယီပြည်ခဲ့ရဆက်ရဲ့သဘောတူခဲ့ပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာတာပါ ဖြစ်ဖြစ်နိုင်တဲ့အထိအပြန်အလှန်အပြစ်ခက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာယာယီအပြစ်ခက်ရင်ဆဲဖို့သဘောတူညီလိုက်တယ်လို့သိရပါဗျ။မေလာဆယ်ရက်မနေ့ကအိန္ဒိယစံတော်ချိန်ညနေ9:00နာရီမှာနှစ်ဖက်စလုံးကမြေပြင်ဝင်ပြစ်ခတ်မှုတွေလုံးဝမလုပ်ဘဲရပ်တန့်ဖို့သဘောတူခဲ့တာဖြစ်ပါတယ်။နှစ်နိုင်ငံစစ်တပ်ကအရာရှိတွေတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာယာယီအပြစ်ခတ်ရဲစဲဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ရဲ့ပိုက်ခြားတိကျထားတဲ့ကက်ရှမီးယားဒေသမှာရှိတဲ့စစ်ပတ်စခန်းတွေကိုအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်တဲ့အနေထားရရှိခဲ့ပြီးနောက်မှာနျူကလ িয়ার လက်နဲ့ပိုက်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ပုံမှန်ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေမဖြစ်စေဖို့အတွက်တွဲဆောင်ဆွေးနွေးပြီးယာယီအပြစ်ခတ်ရဲဆဲဖို့သဘောတူညီလိုက်တာဖြစ်ပါတယ်။ ။အိန္ဒိယအစိုးရဟာပါကစ္စတန်နဲ့တိုက်ခိုက်မှုတွေမြင့်တက်လာချိန်မှာပြည်ရင်းမှာရှိတဲ့လေဆိပ်အချို့ကိုပိတ်ထားခဲ့တဲ့အပြင်ပြည်ရင်းနေထောင်ခရီးစဉ်အချို့ကိုလည်းရပ်ဆိုင်းထားခဲ့ရလို့သိရပါတယ်ရှင်။နောက်ထပ်နိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။စစ်ပေါ်ဆိုတူအားအတမပြည့်စုံမှုနဲ့ပတ်သက်၍အရေးယူခံရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းကပြပေါ်လာပါ စစ်ဘုဇုံတအူးကိုအဲ့ဒီမှာပြုကျင့်မှုနဲ့ဆိုင်တဲ့လက်ခံနိုင်ငံရမရှိတဲ့အချက်တွေကြောင့်တာဝန်ကရဆိုင်ပြီးအခြားအရေးယူမှုတွေလုံးဆောင်မှုဂျာမနီစစ်တပ်ကစီစဉ်နေတယ်လို့သိရပါဗျ။ ကျန်တဲ့ပွင့်အစင်ရှိတဲ့ဘိုးချုပ်ဖြစ်တဲ့ဟာမဲရက်ဆိုသူဟာဖေဖော်ဝါရီလအတွင်းကျင်းပခဲ့တဲ့နေတိုးအဖွဲ့ရဲ့အစိမ့်မရရှိရေးတိစုံပွဲမှာဗီတိမြို့သမီးရရှိတဲ့ဦးကအဲ့ဒီမှာပြုကျင့်မှုနဲ့ပတ်သက်ပြီးသဘောထားမြင်မိခဲ့တာကိုအဲ့ဒီမှာပြုကျင့်မှုတွေဟာစုံစုံလေးရှိတဲ့အရာမျိုးဖြစ်တယ်လို့အပန်းပြပြောရှင်းနေတယ်လို့ပြောကြားခဲ့တဲ့မှတ်ချက်စကားကြောင့်ရည်ယူခံရရတာဖြစ်ပါတယ်။ ဟာမဲရန်ဟာနေတူအဖွဲ့ကယူကရိန်းကိုထောက်ပံ့မှုနှုတ်ဆောင်မှုအတွက်ဂျာမနီဘက်ကတာဝန်ရှိသူအဖြစ်တာဝန်ယူနေသူဖြစ်တယ်လို့အဆိုပါအဖွဲ့ရဲ့ဒုတိယအကြီးဆုံးစစ်ပတ်တာဝန်ရှိသူလည်းဖြစ်ပါတယ်။ ဟာမဲရက်ကဂျာမနီစစ်တပ်တာဝန်ရှိသူတွေကစစ်ဆေးမှုရေလို့ဆောင်တဲ့အခါသူမျက်နဲ့တွေ့လို့လုံးနေသူတွေပျော်ရွှင်စေဖို့အတွက်နောက်ပြန်ပြောကြားခဲ့ရလို့ထွက်ဆိုခဲ့ပေမယ့်ဂျာမနီစစ်တပ်နဲ့ရေတိုးအဖွဲ့ကဆက်မှတ်ထားတဲ့စစ်ဆေးကိန်းတွေကြောင့်ဂျာရူကအနာပိတ်ခံရတဲ့အထိရယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်အခါတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ယူရိုပါလီမူလူပွဲအတွက်အခမဲ့လက်မဲ့မရ၍မန်ယူဝင်နေများဒေါသပောက်ကွဲခဲ့ပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဝါပြပိုလာပါ ပါတင်နဲ့ကစားရမယ်ယူရိုပါလိဘောလုံးပွဲအတွက်အသင်းစီကနေအခမဲ့ကျူးရှိွေလက်မှတ်တွေမရခဲ့တာကြောင့်မန်ယူသိဝန်ထမ်းတွေဟာဒေါသထွက်ကအသင်းတောင်းဝင်ရှိသူတွေကိုဖြည့်ရှင်းချက်ပေးဖို့တောင်းဆိုနေရလို့သိရပါဗျ။မန်ယူအသင်းအတွက်လက်မှတ်ခွဲရန်အတောင်းခွဲရခဲ့ပြီးလက်ရှိအသင်းဘုံဖွဲ့ဟာရခိုင်ကလိုမျိုးအသင်းရဲ့အမြဲတမ်းဝန်ထမ်းတွေကိုအခမဲ့လက်မှတ်တွေပေးဖို့လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ကစားရမယ့်စပါအသင်းကအသင်းရဲ့မြေတံဝင်တန်း900ကျော်ကိုအခမဲ့တူရှိခွေလက်မှတ်တွေပေးအပ်ခဲ့ချိန်မှာမန်ယူအသင်းတောင်းရင်ရှိသူတွေကထုံးစံကိုဖောက်ပြက်ပြီးအခမဲ့တူရှိခွေလက်မှတ်တွေမပေးခဲ့တာကြောင့်ဝန်ထမ်းတွေဘက်ကတော့တောက်ထွက်ပြီးပောက်ကွဲခဲ့တာဖြစ်ပါတယ်။ မဲယူအသင်းကိုအသင်းကူပြောင်းမှုတွေလုံဆောင်နေတဲ့စာဂျင်ရက်ဟာအသင်းမှာပိုရှင်နေတဲ့ဝန်ထမ်းတွေကိုချောချောမှုတွေလုံဆောင်ခဲ့တယ်လို့အစားမလိုအပ်တဲ့အသုံးစရိတ်တွေကိုလည်းချောချောပြတ်တောက်မှုတွေလုံဆောင်ခဲ့ရလို့သိရပါတယ်ရှင်အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေကသတင်းတွေပဲဖြစ်ပါတယ်ကြည့်ရှုအပ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်